မင်္ဂလာပါအဲ့တော့ဒီတစ်ခေါက်လောင်းတို့ health fix မှာဆိုလို့ရှိရင်တော့အခုရာသီဥတုအခြေအနေကြီးလိုက်တဲ့အခါမှာလောင်းတို့မိုးတွင်းလေးဖြစ်နေတယ်နောက်တစ်ခုကကျတော့ရေကြီးရေရှမ်းတဲ့အနေအထားတွေလည်းရှိတဲ့အတွက်ဒီအကြောင်းအရာနဲ့ဆက်ဆက်တဲ့တဆင့်ကန်ကျန်းမာရေးပြဿနာတွေကိုဆွေးနွေးသွားမှာဖြစ်ပါရဲ့ရှင် Hi fix ပါ fix calling နားပါ အဲဒီနေ့မှာဆိုရင်တော့လောင်းလူဆွေးနွေးသွားမယ့်အကြောင်းအရာကရေကြီးရေရှမ်းမှုဖြစ်တဲ့အခါမှာဒါနဲ့ဆက်ဆက်ပြီးတော့ဘလိုမျိုးတဆင့်ကကျန်းမာရေးပြဿနာကြီးဖြစ်တတ်လဲနောက်ပြီးတော့ညဉ့်ညံတဲ့ရေနဲ့ထိတွေ့ပြီးတဲ့နောက်မှာကျန်းမာရေးကဘာကြီးကူးဆိုင်ဖို့ရှိမလဲဆိုတော့ဆွေးနွေးမှာဖြစ်ပါရှင်ဒီကြောင်းအနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးဖို့အတွက်လောင်းလူအစီအစဉ်မှာလာရောက်ပြီးတော့ပြပြပေးမယ့်ဆရာကတော့ဆရာဒေါက်တာတက်နေဦးဖြစ်ပါရှင်ဆရာဖိတ်ခေါ်ပါတယ်ဆရာမင်္ဂလာပါမင်္ဂလာပါလောင်းဝင်းရေဟုတ်ကဲ့ပါရှင် Hi Faceford အမဒီဟိုပြည်သက်ကြီးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဆရာကတော့အဆုံးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာအထူးကုဆရာဝန်ကြီးဆိုတော့လောင်းတို့ဒီရည်ကြီးတဲ့အချိန်ကမျိုးမှာဖြစ်တတ်တဲ့တခြားသောကျန်းမာရေးပြဿနာနဲ့တည်တည်တဲ့ချက်တွေဆက်လက်ပြီးဆွေးနွေးသွားမှာပါဆရာအခုဆိုလို့ရှိရင်တော့ဒီရာသီဥတုအခြေအနေအပြောင်းလဲအရာပေါ့နော်မိုးရင်းဆိုလည်းဒါရည်ကြီးတဲ့အနေထိုင်တွေ့ရပါတယ်ဆရာအဲ့တော့ဒီလိုမျိုးရည်ကြီးရေရှမ်းမှုကနေပြီးထိတွေ့ရင်းရတယ်တဆင့်ကံဘလူကျန်းမာရေးပြဿနာဖြစ်လာတယ်လဲဆိုတာဆရာဆွေးနွေးပြပါအောင်ရှင့်ဟုတ်ကဲ့ ဲ့တော့ဟိုရေကြီးရေရှမ်းနေဆိုတော့အဓိကရေကြီးတာဘလို့ကြီးလဲပေါ့နော်အဲ့ဒါလေးကိုအရင်ပြောပြချင်ပါတယ်ပုံမှန်6တွေ့နေတဲ့နေရာတို့ပုံမှန်6တွေ့နေတဲ့နေရာနေပြနောက်ပတ်နောက်ပိုင်းကျမှရေတွေဝင်လာပြီးတော့များလာတဲ့နေရာကိုအဲ့အဲ့လိုမျိုးကိုရေကြီးတယ်လို့ပြောတာပေါ့နော်အဲ့တော့ရေကြီးတဲ့အခါကျတော့ကျွန်တော်တို့ကအဲကျမရဲ့ပြဿနာတွေကိုခံစားပြီးတော့ရေတွေတက်လာတဲ့အခါကျတော့ကျွန်တော်တို့သွားလာလာအစခက်အစပြီးတော့ခက်ခဲတယ်သွားလာတဲ့အခါမှာဆိုလို့ရှိရင်ဘာတွေ နေမိနိုင်တယ်ဆိုတော့ကျွန်တော်ခြုံထက်တဲ့အရာတွေပြီးရင်ဖန်ပလင်းခွဲစားတွေဒါမျိုးတွေကိုနေမိနိုင်တယ်ပြီးရင်နောက်တစ်ခါကျွင်းနေမြောင်းနေပေါ့ဒါတွေမတွေ့ဘူးမတွေ့တဲ့အခါကျတော့လေအဲဒီအဲ့တဲကိုပြုတ်ကျသွားနိုင်တယ်ပေါ့နော်အဲ့ရနေပြီးတော့တိုင်ထိခိုက်တိုင်ရတယ်ရနိုင်တယ်ပြီးရင်နောက်တစ်ခါကျတော့ရေကြီးပြီးတော့ရေစည်းတန်တဲ့နေရာတွေဖြစ်တယ်ဆိုလို့ရှိရင်အဲ့ရေစည်းတန်တဲ့နေရာတွေမျောပါသွားနိုင်တာတွေဖြစ်တယ်အဲဒါမျိုးတွေဆိုလို့ရှိရင်အတန်အနေနဲ့ဆုံးမတဲ့ဟာတွေဖြစ်နိုင်တယ်ပေါ့နော်ရေတအားနစ်တယ်ဆိုလို့ရှိရင်လည်းရေနစ်ပြီးတော့တည်ဆုံးတာတွေလည်းဖြစ်နိုင်တယ်ပေါ့ဒါမျိုးတွေရှိရဲအဲ့တော့အဲ့ရေကြီးပြီးတော့နောက် ဖြစ်နိုင်တဲ့ဟာတွေကကုဆတ်တက်တဲ့ရောဂါတွေပေါ့ဥပမာအဖြစ်ပြောရရင်တော့ဗာရီလဲဆိုတော့ဒီကြွတ်တို့ခြင်းတို့ရှင်တို့ပြီးတော့ညဉ့်ညမ်းတဲ့ရေတွေကြောင့်ကုဆတ်တာတို့ပြီးတော့ဒီရေချိုခရုကြောင့်ကုဆတ်တဲ့ဒီလိုကုဆတ်တဲ့ရောဂါတွေကလည်းပိုပြီးတော့ဖြစ်လာတယ်ပြီးရင်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီမကုဆတ်တက်တဲ့ရောဂါတွေကလည်းပိုဆိုးလာတယ်ပေါ့ဥပမာပြောရရင်တော့ဒီအဲလူတွေကိုကြည့်တဲ့ခါကျရင်လူတွေကအဲတချို့လူတွေပေါ့နော်အဲလူတွေမှာဆိုလို့ရှိရင်စီချိုသွေးတိုးတွေရှိတယ်အဲတချို့ဆိုလို့ရှိရင်ဒီနှလုံးရောဂါတွေရှိတယ် အဲအဲ့ဒီဟာဖြစ်တဲ့အခါကျတော့အရေးကြီးတဲ့အခါကျတော့တို့ရဲ့ပုံမှန်ဆေးတွေကိုမတောက်နိုင်ဘူးပေါ့မတောက်နိုင်တဲ့အခါကျတော့တို့ရဲ့စီချိုသေးတို့တွေပို့ပြီးတော့ဆိုးလာတယ်ပြီးရင်နှလုံးရောဂါတွေပို့ပြီးဆိုးလာတယ်ဒီလိုမျိုးတွေလည်းခံစားရနိုင်တယ်ပေါ့နော်အဲပြီးရင်နောက်တစ်ခါကျတော့ကျွန်တော်အမျိုးသမီးကိုကြည့်ရင်ကိုယ်ဝန်သေးတွေအထူးကပေါ့နော်ကိုယ်ဝန်သေးတွေဆိုလို့ရှိရင်ရေးကြီးတဲ့ဆိုလို့ရှိရင်တို့ကအဲသွားလာတာခက်တဲ့အခါကျတော့ဒီကိုယ်ဝန်အတွက်ကိုပုံမှန်မပြဖြစ်နိုင်ဘူးအဲ့လိုမျိုးဖြစ်နိုင်တယ်ပြီးတော့ကိုယ်ဝန်သေးတွေကလေးမွေးတော့မယ်ပေါ့ကလေးမွေးတော့မယ်ဆိုတော့ရှင်မရေးကြီးတဲ့အခါမှာဆိုလို့ရှိရင်တော်တော်ခက်ခက်ခဲခဲကိုဝေးဖို့က တော့ကိုတို့ဒုက္ခရောက်ကြတယ်ပေါ့နော်ဒါမျိုးတွေရှိတယ်ပြီးနောက်တစ်ခါကျတော့ကလေးငယ်တွေပေါ့ကလေးငယ်ဆိုတော့ note တိုက်ရွယ်ကလေးငယ်တွေပေါ့ကလေးငယ်တွေကကျတော့သူက note ပဲအဓိကအဟာရထားတာပေါ့ထားတဲ့ခါကျတော့သူ့ရဲ့မိခင်ကအဲရေကြီးရေရှမ်းနေဆိုလို့ရှိရင်တစ်ခါကျရင်ငါအိမ်ဘာဖြစ်သွားမလဲအဲဘာတွေပျက်စီးသွားမလဲအလုံးလိုက်မြောက်ကျွတ်သွားမလားဒါမျိုးတွေစိတ်ပူပန်တော့ကရောက်တဲ့လူတွေရှိတယ်တချို့ကျတော့လည်းဘာလို့လဲဆိုတော့အဲစိတ်ကိုကျသွားတယ်ပေါ့နော် depression ပေါ့ ဒါမျိုးရတဲ့လူတွေအဲဒီလိုအမျိုးသမီးတွေအဲဒီဟိုါတွေပေါ့နော်မိခင်တွေအဲ့လိုဖြစ်ပြီဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့တခါကျရင်ဒီ no ကမထွက်တော့မထွက်တော့အခါကျတော့ကလေးကို no မတိုင်နိုင်အောင်အဲ့ရနေပဲကလေးတွေက malnutrition ဆိုတဲ့အဲအာဟာရချို့တဲ့ခြင်းပေါ့ဒါမျိုးတွေကိုလည်းခံစားမှာဖြစ်တယ်ပေါ့အဲပြီးတော့နောက်တစ်ခါကျတော့ကလေးငယ်တွေပါဒီလိုဆော့ကစားတဲ့ကလေးငယ်တွေပေါ့ဒီကလေးငယ်တွေဆိုလို့ရှိရင်ဘာလဲဆိုတော့ကုသယောဂါတွေပို့ပြီးတော့ဖြစ်နိုင်တာပေါ့နော်အဲ့ဒါတွေဆိုရှင်အရေးပြားကုသယောဂါတွေဖြစ်နိုင်တယ်ဝမ်းယောဂါကုသယောဂါတွေဖြစ်နိုင်တယ်ပြီးတော့ငှက်ဖျားကုသတာတွေအဲပြီးတော့ ော့နောက်တစ်ခါကျတော့တုပ်ခွေးတို့ကုဆတ်အဖျားကုဆတ်တဲ့ယောဂါတွေပေါ့ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲပြီးတော့နောက်တစ်ခါကျတော့ဒီအဲအသက်ကြီးတဲ့လူတွေပေါ့အသက်ကြီးတဲ့လူတွေမှာဆိုလို့ရှိရင်လည်းဒီရေကြီးတဲ့အခါကျတော့သူရေထဲကိုသွားတဲ့အခါကျတော့ပေါ့နော်အဲကိုယ်အပူချိန်ကျဆင်းတာပေါ့အဲ့ဒါဟိုက်ပိုသားမီးယားပေါ့ရေထဲမှာကျကျနေရင်ဒါမျိုးတွေအသက်ကြီးတဲ့လူတွေနဲ့ကလေးငယ်တွေကပို့ပြီးတော့ခံစားနိုင်နေတာပေါ့နော်ယောဂအခန်းရှိတဲ့လူတွေကပို့ပြီးခံစားရတယ်ပေါ့ဒါမျိုးတွေလည်းရှိတယ်ပြီးတော့နောက်ရေကြီးတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ ဒီတွင်းထဲမှာနေတဲ့တတော်တွေတွင်းအောင်တတော်တွေထွက်လာတယ်ပေါ့ဥမာအပြင်ပြောရရင်ငွေတို့ပြီးတော့အစိတ်ရှိတဲ့အဲတတော်တွေပေါ့နော်ဒီတတော်တွေကထွက်လာတယ်ထွက်လာပြီးရခါကျတော့အဲတွေ့တဲ့ခါကျတော့သူတို့ကလည်းအဲကြိုက်မိတဲ့ဟာတွေကိုခံစားနိုင်တယ်ပေါ့အဲဒီခါကျတော့ငွေစိတ်တတားတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးနောက်တစ်ခါကျတော့ရေကြီးတဲ့အချိန်မှာဒီလက်စက်တချို့တွေမှာအဲမီးတွေပါတယ် လက်စစ်တွေဆက်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒါဆိုရှင်လက်စစ်အန်နေရပို့ပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်အဲ့ရနေပြီးတော့ဘာလို့လဲဆိုတော့တက်လိုက်ခြင်းပေါ့တက်လိုက်ခြင်းအဲတန်ရာတွေဝေဒနာတွေကိုခံစားမှဖြစ်ပါတယ် ဟုတ်ကဲ့ပါဆရာဒါကတော့ဒီလိုမျိုးဆရာပြောတဲ့ရေကြီးရဲ့လို့သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုမှာဖြစ်နိုင်တဲ့ပြဿနာကြီးပေါ့နော်ဆရာနောက်တစ်ခုကကျတော့အရင်ဆုံးတွေ့တာဆရာဒီညဉ့်ဉန်းတဲ့ရေအသားထိတွေ့တာပေါ့နော်ဆိုတော့ခြေတော့ကနေပြီးတော့ပေါင်ခန္ဓာကိုယ်တော်တော်နေရာထိကိုဒီလိုညဉ့်ဉန်းတဲ့ရေနဲ့ထိတွေ့မယ်ဆိုရင်ဘယ်လိုမျိုးပြဿနာကြီးဖြစ်လာနိုင်လဲဆိုတာလေဆရာဆက်လက်ပြီးဆွေးနွေးပြပါဦးဟုတ်ကဲ့အဲ့တော့ညဉ့်ဉန်းတဲ့ရေနဲ့ထိထိတွေ့တဲ့အခါမှာဆိုလို့ရှိရင်အဓိကကျွန်တော်တို့အဲဘယ်လိုပြောရမလဲဆိုတော့ဒီ ရေကြီးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ဓာတ်ဆီတွေတူလောင်းနေနေရတယ်ပေါ့သုံးမောင်ရင်ပါလဲဆိုတချို့ဆိုဓာတ်မီဩဇာတူလောင်းနေနေရတယ်ပေါ့အဲ့နေရာနေပြီးတော့ရေကြီးပြီဆိုလို့ရှိရင်အဲ့ဒါတွေဟာဆိုလို့ရှိရင်တော်တော်ညဉ့်ညံ့တဲ့ရေတွေပေါ့နော်ကက်မီကယ်တွေပါတော့ပေါ့အဲ့ဒါကြီးနဲ့ထိတွေ့ပြီဆိုလို့ရှိရင်တော့ဒါသေချာတယ်တချို့ဆို acid တွေတူလောင်းနေနေရဆိုလို့ရှိရင်တော့အသားတွေစားသွားတော့ပေါ့နော်ဒါမျိုးအသားတွေထိခိုက်တာရှိတယ်အဲပြီးရင်ဘာတွေဖြစ်မလဲဆိုတော့ဒီအရေပြားနဲ့ကုဆတ်ယောဂါတွေဒါမျိုးတွေဖြစ်တယ်ပေါ့ နောက်တစ်ခါကျညဉ့်ညနေချိန်မှာဆိုလို့ရှိရင်ဘာတွေပြောင်းလဲပါနေလဲဆိုတော့ပိုးမွှားတွေပေါ့နော်ပိုးမွှားတွေဆိုလို့ရှိရင်ဖက်တီးရီးယားပိုးတွေပြီးရင်ဖန်ကတ်ဆိုတဲ့မှုတွေအဲပြီးတော့ဒီသဲဝဲယူဝဲဖြစ်စေတဲ့ပိုးတွေအဲဒါမျိုးတွေပါနေတယ်အဲ့ရနေပြီးတော့အရေပြားကုဆတ်ယောဂါတွေဖြစ်တယ်ပေါ့ပြီးတော့အဲထိတွေ့ုံနဲ့မဟုတ်ပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ကတောက်သုံးမိတယ်ပေါ့နော်တောက်သုံးမိရဆိုလို့ရှိရင်1ပြ1ရှော့ယောဂါတွေဖြစ်နိုင်တယ်ပေါ့နော်ပြီးရင်1ကြိုက်တာတွေဖြစ်နိုင်တယ်ပေါ့ဒါမျိုးတွေဖြစ်နိုင်ပါတယ် ုတ်ကဲ့ပါဆရာဟိုဒါဆိုလို့ရှိရင်ပေါ့နော်ဒါနောက်ဆုံးနေဆရာထပ်ပြီးတော့မေးချင်တာကြာဒီလိုမျိုးညဉ့်ညမ်းတဲ့ရေနဲ့ထိတွေ့မှုရှိနေရတဲ့သူတွေအတွက်ပေါ့နော်ဆရာကနေဘခင်ယူတိုက်မှချင်တာလေးရှင်းနေပြောပြပါဟုတ်ကဲ့ အဲညဉ့်နေ့ရေနဲ့ထိတွေ့နေရတဲ့လူတွေဆိုလို့ရှိရင်တော့အဲညဉ့်နေ့ရေနဲ့ထိတွေ့ပြီးတော့အိမ်ပြန်ရောက်တဲ့အချိန်ပေါ့အိမ်ပြန်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဖြစ်နိုင်ရင်ကျွန်တော်အဲဒဂိုအတန်ရှင်းပေါ့စက်ပြားနဲ့ရေနဲ့တခြားရေချိုးတာအကောင်းဆုံးဖြစ်မှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အိမ်ပြန်အိမ်ပြန်ရောက်တဲ့လူမဟုတ်ဘဲနဲ့သူကအလုတ်သွားတဲ့လူတွေပေါ့ဒါမျိုးတွေဆိုလို့ရှိရင်ညဉ့်နေ့ရေနဲ့ထိတွေ့ရဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်အောင်လဲဆိုတော့ခြေထောက်တွေလက်တွေကိုတခြားဆေးရမယ်အဲအဲ့အဲ့ဒါ အပြင်ပေါ့နော်ကျွန်တော်လက်ချားခြေချားပါမကြမ်းအောင်ဆေးရမယ်ပေါ့နော်ဒါပြီးတဲ့ခါကျရင်တော့ကျွန်တော်တေးချအဲ6အောင်တော့ရမယ်ပေါ့နော်ဒါတွေကအရေးကြီးတာဖြစ်တယ်ပြီးရင်နောက်တစ်ခါဒီထိတွေ့ထားတဲ့ဖဏတ်တွေပေါ့ဖဏတ်တွေအဲရှူးတွေပေါ့အဲအသုံးဆောင်ပစ္စည်းတွေဒါတွေဆိုလို့ရှိရင်လည်းတေချာစွာပြန်ပြီးဆေးချောရမှာဖြစ်တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာအဲ့တော့အကယ်၍များပေါ့နော်ဒီလိုရေရင်နဲ့ထိတွေ့တဲ့အခါမှာနောက်ဆက်တွဲထပ်ဖြစ်နိုင်တာရှိတဲ့အကြောင်းတွေလည်းနောက်ပိုင်းတွေမှာဆက်လက်ပြီးဆွေးနွေးကြည့်ပြပါအောင်နော်ဆရာ ကျေးဇူးတင်ပါတယ်ဆရာ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုဆိုရင်တော့အဆုံးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာအထူးကုဆရာမကြီးဆရာဒေါက်တာတက်နေဦးကနေပြီးတော့နောက်လို့ဒီလိုမျိုးရည်ကြီးတာရောရည်တက်တာရောဖြစ်တဲ့အခါမှာကြုံတွေ့နိုင်ခြင်းရှိခဲ့ကျမ်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေဆွေးနွေးပြီးတော့ရပါ။အဲ့နောက်လာမယ့်အပိုင်းတွေမှာလည်းလောင်းတို့အသေးစိတ်တချို့သောခေါင်းစဉ်တွေထပ်မံပြီးတော့ဆွေးနွေးဦးမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ဆောင်မြည်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်။ Health is အစီအစဉ်ကနေဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်။နောက်နေ့တွေမှာပြန်ဆုံပါဦးမယ်ရှင်။တာ အခုပြသသွားတဲ့ Healthfix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyong Play application မှာကြည့်ရှုလို့ရတဲ့အပြင် Pyong Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Healthfix အစီအစဉ်။